ကေမင်္ဂလာပါကျွန်တော်အဲဒီနေ့မှာတော့ကျွန်တော်အဲလီဂူဝမ် round 32ဘွဲစဉ်တစ်ဘွဲဖြစ်တဲ့ကျွန်တော် lion နဲ့ကျွန်တော် angar တို့ရဲ့အဲဘွဲယူသုံးသပ်ချက်လေးကိုကျွန်တော်အဲဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်စားလိုက်ကြမယ်โอเคအဲဆိုလို့ရှိရင်ပရမောင်းဆိုအဲကျွန်တော်တို့ lion အကြောင်းပြောမယ်ကျွန်တော် lion အတင်းကအခုလက်ရှိအဆင့်9ညမှာရပ်တည်နေတယ်ပေါ့နော်အာဥရောပဝင်ခွင့် ်တနည်းအောင်ရဖို့အတွက်ဆိုလို့ရှိရင်ဒီဘွဲ့ကအရေးကြီးတယ်။ဘာလို့လဲဆိုတော့သူ့အထက်နှစ်တင်းဖြစ်တဲ့အဆင့်5နဲ့အဆင့်6နဲ့အတင်းကသူနဲ့အမှန်ကြီးတိတ်သွားတာမဟုတ်တဲ့အကြောင်းမလို့အာဒီချိန်လိုက်လို့ရှိရင်မိနိုင်သေးတယ်။ အကြောင်းမလို့ကျွန်တော်အာဒီဘက်ကိုတော့ကျွန်တော် line နဲ့တေချာပြင်ဆင်ပြီးတော့ကစားလာမှာရေးနေပါတယ်။နောက်ပြီးတော့သူတို့တင်းရဲ့ကျွန်တော်အထက်ကတိုက်ဆင်မှုဖြစ်တဲ့ကျွန်တော်လက်ကဆက်လဲကျွန်တော်ပါမှာပေါ့နော်ဒီဘက်မှာပါမှာဖြစ်တဲ့အကြောင်းမလို့အာပြီးလို့ရှိရင်ဒရန်ရကစားသမားလဲကျွန်တော်အာ line ဘက်မှာတိတ်မရှိဘူး။အဲကြောင့်မို့ကျွန်တော်ဒီနေ့ဘွဲကိုတော့ကျွန်တော်အင်ဂျီအားပြင်းနေကိုအာကစားလာမှာပါ။အတင်းကျွန်တော်အန်ကားအတင်းရကျတော့အစီ73ညမှာရက်တည်နေတယ်။အခုနောက်ပိုင်းကျွန်တော်ရလက်ကောင်းတွေကိုအာပိုင်ဆိုင်နေတဲ့ကျွန်တော်အန်ကားအတင်းပေါ့နော်။ အဲသူတို့အသင်းရဲ့ကျော်အဓိကတိုက်စစ်မှုဖြစ်တဲ့လက်ပေါ်ကလည်းသူတို့အခုနောက်ပိုင်းအချိန်မှန်ရောက်တွေ့ရတယ်ဒါပေမဲ့ဒီတိုက်စစ်မှုကအာကျွန်တော်လာကာဆက်နဲ့ရှင်တော့အခုလာလီကာပွဲစဉ်တွေအကုန်လုံးပုံမှာကိုကိုပဲတွေ့ထားနိုင်တယ်ပေါ့နော်ဒါဖြစ်လို့ရှင်သူတို့အသင်းရဲ့နောက်တန်းပေါ့နော်သူတို့အသင်းရဲ့နောက်တန်းကလည်းအဲကျွန်တော်တိုက်စစ်ချရတဲ့အချိန်နေမဟုတ်ဘူးအခုရပိုင်းနေတဲ့ဖောင်မန်တွေတို့ကကောင်းနေဆိုတဲ့အနေထားမှရှိတယ် အာပြီးတော့ဒီနေ့တင်းရထူးခြားချက်က head to head မှာပေါ့နော်အာကျွန်တော် head to head မှာဆိုလို့ရှိရင်ကျွန်တော်တို့ line ရနဲ့ကျွန်တော်တို့အန်ကားတို့နောက်ဆုံးတွေ့ဆုံခဲ့တဲ့6ပွဲမှာကျွန်တော် line ရက9ပွဲထိနိုင်ရရှာကိုတွေ့ရတယ်တပွဲကတည်ကြရတယ်ပေါ့နော်အန်ကားတင်းတင်းနဲ့ကျွန်တော် line ရနဲ့တွေ့တိုင်းမှာအာကျွန်တော်တို့တော်တော်လေးရုန်းကန်ခဲ့ရအောင်တွေ့ရတယ်ကျွန်တော်တို့အစဉ်လိုက်တစ်ခုလိုလိုဖြစ်နေပြီအာကျွန်တော်တို့အကြောင်းမလို့ကျွန်တော်တို့ဒီပွဲမှာကအာတကယ်လိုင်ယွန်ကအမတ်လိုနေတဲ့အချိန်မှာ ကျွန်တော်အန်ကနဲ့တွေ့ရတာကအာသူ့အတွက်ကဒါကံကောင်းမှုတစ်ခုလိုတော့ပြောရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီကဲလဲအမှတ်လိုရနေတဲ့အချိန်မှာကျွန်တော်အဲသူနိုင်နေကြအသင်းလေးနဲ့တွေ့လို့ပြလို့ရှိရင်ဒီနေ့ပွဲမှာဆိုလို့ရှိရင်အင်ဝင်းမှာလက်ခံပြီးတော့ကစားမှာဒါကျွန်တော်အန်ကအသင်းကိုပေါ့နော်။အဲတစ်ဖက်အသင်းကအခုနောက်ပိုင်းဖောင်းမန်းနေတဲ့ဆိုပေမဲ့ကျွန်တော် Lion လိုမျိုးကျွန်တော်အဲကစားအားကစားသမားအင်အားရောကျွန်တော်အစအစအင်အားတားနေတဲ့အတင်းဟိုဆိုအင်ခွင့်မှာအာ ကျွန်တော်မိနစ်60လုံးထိန်းထားနေလို့ဆိုတော့အားကားနေလွယ်မှာမဟုတ်ဘူး။အားအကြောင်းလို့ဒီနေ့ပွဲမှာကျွန်တော်လိုင်းရောပဲကျွန်တော်ရွေးချယ်ပါတယ်လိုင်းရောကြည့်အောင်ကစားတော့ပါလိမ့်မယ်။